ခုအရန်တာရတဲ့ဒီလန်းလေးကတော့ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Renown မြို့ကလေးရဲ့လန်းလေးပါလန်းလေးကပင်လယ်ကမ်းဆန္ဒမှာရှိလို့လားမသိအဲ့လိုလေအရန်လန်းလေးကတာရပါတယ် Renown မြို့ကိုရောက်နေရပါ Renown မြို့အရန်လာတဲ့ coffee site ကိုပါလေတာ ပါကြည့်ကြမယ်နော်လိုက်ခင်ပါကြာလေးကမရှိ哦။ဒါ channel ပေါ်ဒီမှာ Korea coffee ဆိုင်ရှာဝေးထားဆိုင်ပါ။ coffee ဆိုင်နေတော့တော့မှာလေ။ဒီမှာကြည့်အောင်ကြည့်ကြလေး။ပန်းလေးကြာလာမှန်း။ပိုင်ကန်ဒီမှာဒီမှာ wine နဲ့။ဟောတင်ပါ mommy. nó sao chi cho mẹ lắm còn cho mẹ ôi sao vậy cha vậy anh nhỉ ျမ်းမိုက်တယ်တဘောဝတရားကြီးရဲ့အလှတရားကြီးနေနေပါ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 နေအခုဒီဆိုင်နဲ့ကိုရှောက်ပြီးရောပတ်ကြည့်ပါတော့မယ် ဆိုင်လေးကအရန်ချစ်ပိုကောင်းနေဒီမှာဒီလိုအသီးနှံနေလဲရောင်းနေပြီးွားရင်အတိတ်ကဒီမှာ handmade ပေါ့နော်ဝါတို့ချိန်လို့နဲ့လုပ်တဲ့ handmade ပစ္စည်းတွေအမျိုးစုံရောင်းနေအကုန်လုံးကလိုချင်စရာလေးကြီးပဲဈေးတွေကလည်းအရန်ဈေးကြီးရမျိုးကြီးလည်းမဟုတ်ပေါ့နော်ဆိုတော့သူကလုံးဝအသေးစိတ်အိမ်မှာချိတ်တဲ့ဒီလို မီးဆိုင်လေးတွေနောက်ပြီးတော့ဒီခေါင်းမပန်းတဲ့ accessory လေးတွေအစားလေး ုံစံဆုံးပေါ့ဘဲဟာမြင်မြင်လူချင်းစရာလေးတွေကြီးပဲပြီးတော့အကုန်လုံးကဒီတဘာဝနေပြီးတော့ထုတ်တဲ့ပစ္စည်းလေးတွေကိုပဲအဓိကထားပြီးတော့ရောင်းတာပေါ့နော်ဒီအလှဆိုင်ပစ္စည်းလေးတွေဆိုတစ်သားလေးနဲ့လှုပ်ထားတယ်နောက်ပြီးတော့ဒီငကက်ကလေးတွေဒီမှာအဲ့လိုပူစီချစ်စရာကောင်းတဲ့ပူစီလေးတွေလည်းဒီမှာအများကြီးရှိသေးတယ်နောက်ပြီးွားရင်တခါအာပန်းနေအလှဆိုင်ပန်းနေပေါ့ပန်းကလည်းပန်းချောက် ပန်းချောက်ကလေးတွေကိုပေါ့နော်။နောက်တကယ်သူတို့ချက်မှာပွင့်တဲ့တကယ်ပန်းပင်အစစ်ကလေးလည်းရောင်းနေပြီးဝိုင်းတာအင်ကြီးတွေအင်ကြီးတွေဆိုလုံးဝခြီသားတွေပေါ့နော်ခြီသားတွေလီနင်သားစစ်စစ်ကလေးတွေကိုမှလက်နဲ့ဟန်မိတ်ထိုးထားတာလေးတွေပေါ့နော်။ဘေးဟာပဲတွေ့တွေ့အကုန်လုံးအင်ကြီးတွေကလူချင်းစရာတွေကြီးပဲ။ပြီးတော့မြေဧကားကလည်းဧက30ကျော်လောက်ရှိရဲ့လို့ပြောပါတယ်အဲ့ဒီမြေဧကအကုန်လုံးမှာသူကဒီ အဆောင်နေအကုန်လုံးကိုဒီဝါးတွေတစ်တွေအာအကုန်အဲ့လိုမျိုးလုံးဝ natural နဲ့ပဲဖန်တီးထားတာပေါ့နော်ဒီတဘာဝရတာကြီးနဲ့ပဲအကုန်ဖန်တီးထားတာဒါအင်ကြီးတွေကြိုက်လို့ထက်ရိုက်လာတာအင်ကြီးလေးတွေလေလုံးဝကိုယ့်ရဲ့ vibe အပြည့်ရနေတာပေါ့နော်ဒီဟာလေးဝတ်လိုက်ရင်အရန်နေလို့ထိုင်လို့ကောင်းသွားမှာပေါ့နော်အာပြီးတော့ကိုယ်လည်းအရန်သဘောကျတဲ့အင်ကြီးလေးတွေဈေးနှုန်းတွေကတော့အင်ကြီးလေးတွေဟက်မိတ်လေးဆိုဈေးများတယ် ဈေးနှုန်းလေးတွေ900အာဘတ်900နောက်ပြီးတော့ဘတ်1000ကျော်အဲအဲ့လိုလေးရှိရပေါ့နော်ဆိုတော့မြန်မာငွေနဲ့တွက်ရင်တော့နည်းနည်းလေးဈေးများတယ်ဒါပေမဲ့လည်းဟမ်းမိတ်ပစ္စည်းဖြစ်တဲ့အတွက်ဒါမျိုးကိုတော့ပတ်စံပေးဝယ်ပြီးတော့တံပိုးထားပြီးတော့အဝတ်ဆင်သင့်တယ်လို့တော့ထင်ပါတယ်။ပုံငယ်ကြိုက်လို့အင်ကြီးတစ်ထည်ကိုဝယ်ခဲ့ပါတယ်။ပြီးသွားရင်ဆက်သွားကြည့်မယ်နော်။ဒီဟာလေးတွေကအာကွစီကွစီလေးရောင်းတဲ့အတန်းမှာ အဲ့မှာတော့အကုန်လုံးသမီးငယ်လေးလည်းသူလိုချင်တိုင်းအများကြီးတွေ့တယ်ဒီအယုတ်ကလေးတွေကိုတစ်သားလေးနဲ့ထုထိထုထားတယ်နောက်ပြီးတော့ဒီကျင်းတဲ့ပစ္စည်းလေးတွေအကုန်အနုစိတ်ပါပဲဘယ်ဟာမှမစိုးလိုချင်စရာလေးပေါ့နော်ပြီးတော့ဒီနေရာလေးကနေထိုင်ပြီးတော့ကိုစားခြင်းနဲ့အစားအသောက်တွေလည်းမှာစားလို့ရတယ်။နောက်ကော်ဖီလည်းတောက်လို့ရတယ်။ အစားတောက်ကလည်းဟိုပေါပေါပပအစာမျိုးအပြင်ကို တကယ် happy စားလို့ရတဲ့အစားတောက်တွေပါရှိတယ်။အားလုံးကလုံးဝသူတို့ရဲ့ organic fan ကနေပြီး ထုတ်တဲ့ဟာတွေနဲ့ပဲအဲချက်ပြုတ်ပေးတာပေါ့နော်။ဆိုတော့ဒါကျန်းမာရေးနဲ့လုံးဝညီညွတ်တဲ့အစားတောက်တွေကိုပဲအဲစားယူမယ်ပေါ့နော်။ပြီးွားရင်သူဒီသူ့မြေအေကအကုန်လုံးမှာအဆောက်အဦအကုန်မျိုးစုံစောက်ထားတယ်။အဲဒီဟာလေးဆိုရင်အဲကျိုးတတာလေးပေါ့နော်။ ချစ်เสียရလေနောက်အဲ့သူတို့စီမှာထွက်တဲ့ organic ပစ္စည်းတွေ organic အသီးနှံတွေကိုလည်းရောင်းနေအာဘယ်နေရာမဆိုဓာတ်ပုံရိုက်ချင်เสียရတွေကလည်းအများကြီးပဲဓာတ်ပုံဘယ်သွားသွားဓာတ်ပုံရိုက်ချင်เสียရလေးတွေကြီးအကုန်လုံးနေကိုကြိုက်တဲ့ vibe ပေါ့เนาะဆိုတော့ဒါလေးကအာဒီနေရာလေးကိုသွားမယ်ဆိုရင်အာရန်နောင်းမြို့ကနေပြီးတော့တနအီလောက်စီရတယ်ပြောရရင်တော့ဒါ မြို့ပြင်ပေါ့နော်သူတို့ရန်နောင်းမြို့ရဲ့မြို့ပြင်မှာရှိရပေါ့မြေဧကလည်းကြဲကြဲဝန်းဖြစ်တာဆိုတော့လေအဲ့မြို့ပြင်မှာတဏ္ဍာရီလောက်အချိန်ပေးပြီးသွားတာနဲ့တန်ပါတယ်အရန်မိုက်တဲ့ဟာလေးပေါ့နော်ဒီဟာလေးဆိုရင်သူတို့ရဲ့ဘားလိုနေရာလေးပေါ့နော်ဒီနေရာလေးဆိုလဲအဲ့လိုတက်ပုံလေးတွေဗီဒီယိုလေးတွေရိုက်လို့အရန်ကောင်းနေနောက်ခံမီးလေးတွေပါတော့နည်းနည်းဒီဖလက်ဖလက်လေးရောဖြစ်နေဒီဘက်ကနေပြီးချင်းချင်းကနေပြီးရိုက်ပေးထားတာဗီဒီယိုလေးရ ပြီးွားရင်နောက်ထပ်မိုက်တဲ့နေရာတွေဆက်ပြီးတော့ခေါ်သွားမယ်ထူးထွိုင်းလက်ပေါ့အထီးကတွိုင်းလက်ကိုသွားကြမယ်နောက်အောက်ပြုတ်ကြရင်လမ်းကောင်းကိုကောက်ကြအောင်နောက်ဆုံးကနေအဝရောင်လေးဝင်မယ်။တွိုင်းလက်တဲ့ကျပောက်လေးဝင်မယ်နောက်ဆုံးကနေကျပောက်လေး။ဟာတွဲလက်ကလေးကြည့်ဦး။ရမ်းမိုက်တယ်နော်။စိုက်သွား။ရှူးရောင်လှလှလေးပေါ့ဒီလိုတွဲလက်ကလေး။ trong cho nên mi mà mở quyền mi mà mở sa la sa la u ma u ma u thế này cũng là kì kì lấy gọi lấy lấy gọi lấy, lấy lấy lại thì lấy 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 không ạ chắc lấy đi mùi thở mà chiều tụ lên trong đi nè tụ tụ lên trong đi nè tụ chắc lấy đi ạ alo tapa wa rai nè ai tụ ไม่ไหลจ้ะ ရလာ။ရလာ။ပါရနေရ။ဘယ်နေရာမှာထိုင်နေရလဲ။ယူလည်းမိုက်တယ်ဒီမှာကြည့်လိုက်အောင်။ဒီမှာဘယ်မှာရိုက်နေရလဲ။အိမ်သားမှာ။အိမ်သားရှေ့မှာရိုက်နေတာ။ဒီမှာ။ဒီမှာတွေ့လား။အမအဲ့လိုตายရတာ။ train လက်တောင်ตายရနေရကိုရီဖွဲ့ရအဲ့လိုမျိုး။ ီမှာကြက်တရားဩလို့တဘောရဲ့အလှတရားတဲ့မှာဩဒီမှာတွေ့လားအဲ့လိုသူ drawing လက်ကလှတာ ਉ အဲ့တော့ရိုက်ကြတာပေါ့ပြီးတော့အနက်မနံသူကတန်ရှင်ရဲ့တောက်လျှောက်လုပ်ပြီးနေသူတို့မြောက်အေးစစ်စစ်အနာယူလို့ရပါတယ်ရှင်လာဒီနားမှာငါတို့လေယာ mirror selfie ရိုက်မယ် အခုမြင်ရတဲ့အဆောက်အဦနေရာလေးကကြောင့်ဒင်းနာတွေပိုင်းစားစားလို့ကောင်းတဲ့နေရာလေးပေါ့နော်အဲလူတစ်ခါတည်းလူ20လောက်တည်းစားလို့ရတယ်အဲ့နေရာလေးမှာအာတစ်ခေါက်သွားပြီးတော့ကြည်ထားတာပါအပေါ်မှာအဲ့တစ်ကက်နယ်တွေပုတ်အရန်ကြိုက်တာပဲအဲ့တစ်ကက်နယ်တွေကန့်နေလို့လေအဲ့နေရာလေးမှာအရန်သဘောကျခဲ့တယ်ဒီအဆောက်အဦရဲ့အပေါ်ရက်ကိုလည်းတက်ပြီးတော့ဆက်စုခဲ့တယ်အဲ့ပေါ်မှာလည်းအဲ့လိုအေးအေးချမ်းချမ်းလေးပုတ်တငယ်ချင်းတွေဝိုင်းဖွဲ့ပြီးတော့ပေါ့နော် ိုကြိုက်တဲ့မန်ယူမှာပြီးတော့စားလို့ရတယ်။ပြီးသွားရင်ဒီမှာသူတို့ခြံထွက်အသီးနဲ့နေလက်ဆက်နေရပဲ။ဘယ်နေရာပဲကြည့်ကြည့်အဲ့လိုစိမ့်ဆိုပြီးအေးချမ်းနေတာကိုရီဖွဲကတော့အရန်ပျော်ခဲ့တယ်။ဓပုံတွေလည်းအများကြီးတဝရိုက်ခဲ့တာပေါ့နော်။ဆိုတော့ဒီမှာကအဲထိုင်းသူမျိုးတွေတော်တော်များများလည်းအရန်လာတယ်ဒီနေရာလေးကိုလေ။ အာဒီနေရာလေးကကိုကြိုက်တဲ့ကာကက်အပင်ဒန်းနေပေါ့နော်အဲ့နေရာမှာနည်းနည်းလေးပေးများပြီးတော့လမ်းနေပိုင်းရှောက်လိုက်တာပေါ့နော်ဘာလို့ဆိုတော့အပင်ဆိုရင်ဘာမဆူကြိုက်တယ်အဲ့လိုအပင်ကိုအတန်းလိုက်စိုက်ထားတာလေးကလေအရမ်းမိုက်တယ်ဒီအခုပြတဲ့အဆောက်အဦအောက်မှာလည်းသူတို့ဆိုင်ချောင်းလေးရေးထားတယ်နော်အခုပြမှာအခုဒီဟာလေးကသူတို့ရဲ့ resort ပေါ့နော်သူတို့ရဲ့ eco resort လေးကိုလည်းတခါလေးဒီမှာပြလိုက်မယ် အရန်မိုက်တယ်ဒီမှာနှစ်ယောက်အိတ်ပြီးသွားရင်သူတို့ဒီမှာနှစ်ယောက်ပြီးတော့အပေါ်ရက်ရှိသေးတယ်ဒါရေချိုးကန်းတုံးမယ်ဆိုအိတ်ကလေးနဲ့ထည့်ထားတပတ်ကလေးကိုအရန်ချစ်စရာကောင်းတယ်အခန်းထဲမှာလည်းအဲ့လိုဟန်းမိတ်လေးတွေနဲ့ပဲအကုန်အလှဆင်ထားတာပေါ့နော်ချစ်စရာလေးဒါရေချိုးကန်းလေးပါရေချိုးကန်းလေးကကြည်ကြဲလေးကြည်ကြဲလေးဖြစ်တာပေါ့နော်ဒီရေချိုးကန်းလေးကနေပြီးတော့ဘေးကိုအပြင့်ထွက်လိုက်တာနဲ့အေးအေးဆေးဆေးဒီမှာတွေ့လား ရေစိမ်လို့ရတဲ့နေရာလေးအရင် romantic ဖြစ်တယ်နော်ဒီမှာချီကိုပန်းလေးတွေနဲ့ဒီနေရာမှာလေအေးချမ်းချမ်းလေးရေစိမ်လို့ရတာပေါ့နော်ဆိုဒီမှာလေအဲရောက်တဲ့ခါကျရင်ဒီမှာပဲတဲကျင်တဲ့လူတွေလည်းဒီမှာပဲတဲလို့ရတာပေါ့နော်ဆိုတော့ဒီနေရာမှာ၄ယောက်၄ယောက်အိတ်လို့ရအောက်မှာ၂ယောက်အပေါ်ရက်ထက်ကူလေးမှာ၂ယောက်ဒီမှာထက်ကူလေးတက်တဲ့နေရာလေးဆို၄ယောက်အိတ်လို့ရတယ်ဒီဟာက အဲ၄ယောက်ကိုတညကိုဘတ်6ထောင်ပေါ့နော်ကြည့်အောင်အဆောက်အဦလေးကဘလောက်ချစ်စရာကောင်းလဲအပြင်အဆိုကြောက်တုံးလေး၄ယောက်ခန်းကို6ထောင်အဲကိုတနေရာရာကိုရောက်နေတဲ့ဖိုက်လေးရာပေါ့နော်ဆိုတော့နောက်တစ်ခါသွားရင် တငယ်ချင်းတွေစုပြီးရောဒီနေရာလေးမှာတဲပြီးအိမ်မယ်အားကြောင့်အားလုံးပတ်ပြီးဆက်စုခဲ့တယ်ဒီနေရာလေးကတော့ဒီဆိုင်လေးမှာပတ်ပြီးဓာတ်ပုံရိုက်ထားတဲ့တချို့အမှတ်တရပုံလေးတွေပါအရန်တာရတဲ့ ဒီ resolve နဲ့ဒီ eco version လေးရှိရဲ့ design လေးကို renown ရောက်ရင်ဆက်ဆက်သွားလေကြတော့တဏှာပဲမောင်းရင်ရောက်ပါပြီရှင်မိုးရာသီဆိုရင်ဒီ design လေးကအရန်လာတယ်ဒီ design မှာ ရှိတဲ့ဝန်ထမ်းလေးတွေကလည်းချစ်စရာကောင်းတဲ့တူညီဝတ်စုံလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေဝတ်ဆင်ကြတယ်မချေအောင်အရန်လာတယ်နော်